Hello မမနွေဦးရဲ့ Little Session လေးတို့ရဲ့မင်္ဂလာပါနော်မမနွေဦးရဲ့ New U Story Channel လေးကနေပြန်လည်ကြိုဆိုပါတယ်ဒီနေ့မမနွေဦးရဲ့ Little Session လေးတွေအတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ပညာမတတ်သောတထေးသားတဲ့ကဲမမနွေဦးရဲ့ Little Session လေးတို့လည်းပုံမြင်လေးနားထောင်ဖို့အဆင်သင့်ဖြစ်လောက်ပြီလို့ထင်နေနော်အဲဒီတော့ပုံမြင်လေးစားလိုက်ကြမေးပညာမတတ်သောတထေးသား ဟိုးရှိရှိတုန်းကဗာနတိပြည်မှာတထေးကြီးတယောက်ရှိတဲ့ဗာနတိပြည်မှာတော့အင်မတန်ကျွဲဝချမ်းသာတဲ့တထေးကြီးပါပဲတထေးကြီးပိုင်နဲ့ပစ္စည်းဥစ္စာရွှေငွေရတနာတွေဟာလညွတ်ထိုးလို့မလွဲလောက်အောင် အများကြီးပဲတဲ့အဲ့တထေးကြီးမှာတားတယောက်လည်းရှိသေးတယ်တထေးကြီးကတားဖြစ်သူကိုအင်မတန်မှချစ်ရှာတယ်ချစ်ရှာလုံးလို့မျက်စိအောက်ကနေတော့အပြောင်မခံဘူးတထေးကြီးရဲ့မျက်စိအောက်မှာပဲထားတယ်တားဖြစ်သူမျက်နှာတစ်ချက်မညှိုးစေရဘူး တားဖြစ်သူဆိုသည်များအလိုချဖြစ်အောင် ဖြည့်ဆည်းပေးနေတယ်။အလိုလိုက်အတိုက်ဆောင်ပေးပြီးတားဖြစ်သူကိုဖူးဖူးမှုတ်ထားတယ်။ဒီလိုနဲ့ပဲတားဖြစ်သူဟာစာတင်ရမယ့်အရွယ်ရောက်နေပြီ။ဒါပေမဲ့ဖခင်ဖြစ်တဲ့တထေးကြီးကတားဖြစ်တဲ့သူကိုစာတင်ဖို့မပြောဘူး။တထေးကြီးကခုလိုဆိုတယ်။ငါမှပစ္စည်းဥစ္စာရွှေငွေရနာတွေဟာအများကြီးပါပဲ။ဒါတွေကိုငါသားပေးရမှာ။ငါသားရမယ်ပစ္စည်းဥစ္စာရွှေငွေရနာတွေကငါသားတသက်စားလို့ကောင်းမှာမဟုတ်ဘူး။ ငါသားကတသေးသားပဲစားတတ်စရာမလိုပါဘူးကြောင်းသွားပြီးစားတဲ့မနေနဲ့အများတကာနဲ့ရောရောနင်းနောနေတာကိုစိတ်မချဘူးအိမ်မှာပဲစိတ်နဲ့နေသားလိုချင်တာပြောချက်ချင်းရစီရမယ်အဖေနဲ့အတူတူပျော့ပျော့နေပျော့ပျော့စားပြီးနေကြမယ်လို့ဆိုတယ်ဒီတော့သားဖြစ်သူကလည်းစတင်ရကောင်းမှမသိဘူးဖခင်ဖြစ်တဲ့တထေးကြီးနဲ့ပျော့ပျော့နေပျော့ပျော့စားရင်အရွယ်ကကြီးလာတယ်ဖခင်ကြီးရဲ့အသက်ကအရွယ်ကလည်း ြီးလာတဲ့ခါအိုမင်းရင်ရော်လာပြီးတနေ့မှာတော့ဇရာထောင်းလာတဲ့ဖခင်တစ်ထီကြီးကလူကြီးယောဂာနဲ့ကွင်လွန်ပါလေရောဒီတော့တားဖြစ်သူတယောက်ထဲမျက်စိတငယ်ငါးတငယ်နဲ့ကြံခဲ့တာပေါ့ဒီလိုနဲ့တယောက်ထဲကြံခဲ့တဲ့တစ်ထီသားကဆာလဲမတတ်ဘူးဖခင်ကြီးနဲ့အတူအိမ်မှာပဲနေခဲ့ရတာဆိုတော့ဝဝင်းချင်းတွေကလည်းစိမ့်နေတယ်အပေါင်အသင်မိတ်ဆွေလည်းမရှိဘူး တတိသားနဲ့ရင်းနှီးကျွမ်းဝင်တဲ့အပေါင်းအသင်းဆိုလို့အိမ်မှာခိုင်းစီတဲ့အစီအပားတွေပဲရှိတယ်။အိမ်မှာစီခိုင်းထားတဲ့အစီအပားတွေကတတိသားစာမတတာကိုတိနေကြတယ်။တတိသားကစာမတတော့ဘာမှမသိဘူး။အရှိနဲ့အနောက်တောင်နဲ့မြောက်ဆိုတဲ့အရက်လေးမျက်နှာကိုတောင်မသိဘူး။ရက်လေးမနာကိုတောင်မသိတော့ဖခင်ကြီးရဲ့ပစ္စည်းဥစ္စာရွှေငွေရန်နာတွေဘယ်မှာထားတယ်ဘယ်လောက်ရှိတယ်ဆိုတာလည်းမသိဘူး အဲ့ဒါတွေဘယ်မှာထားတယ်ဘလောက်ရှိတယ်ဆိုတာကိုအိမ်မှာရှိနေတဲ့အစေပါးတွေကပဲသိရယ်ဒါတွေသိုံမကပါဘူးဘာမှအလေးနက်မထားပဲပျော်ပျော်နေပျော်ပျော်စားတဲ့အထေသားရဲ့ဇေယျနဲ့အထေသားရဲ့အချိုက်ကိုလည်းအစေပါးတွေကသိနေတယ်အစေပါးတွေကတထေသားရဲ့အချိုက်ကိုလိုက်လျောပေးတယ်အပျော်ပါမှတ်တဲ့တထေးသားကတော့အစေပါးတွေစီမံပေးတဲ့အပျော်ပါတွေထဲမှာနှမျောနေတယ်။အဲ့ဒီအချိန်မှာအစေပါးတွေကတထေးသားရဲ့ပစ္စည်းဥစ္စာရွှေငွေရနာတွေကိုသဲယူနေကြတယ်။ သွားလေသူတထေးတထေးကြီးထားခဲ့တဲ့ရရန်အကျိုးတွေကိုပါတောင်းယူကြတယ်။အဲ့လိုအစေပါးတွေလှောက်ဆောင်နေတာကိုတထေးသားကမသိရှာဘူး။နေမှန်ညမှန်မသိအောင်တောက်စားမူးယစ်နေတော့တာပဲ။အစေပါးတွေကလည်းသွားလေသူတထေးကြီးထားခဲ့တဲ့ပစ္စည်းဥစ္စာရွှေငွေရင်နာတွေကိုနေ့စဉ်နေ့တိုင်းတည်ယူနေကြတာဆိုတော့ပစ္စည်းဥစ္စာရွှေငွေရင်နာတွေကတဖြည်းဖြည်းနဲ့ယုံနှဲလာပြီးမရှိကြတော့ဘူး။အဲ့ဒီခါမှာအစေပါးတွေကတထေးသားကို ပြစ်ထားခဲ့ကြတယ်။ တထေးသားနဲ့လွတ်ရကျွတ်ရကိုထွက်ခွာသွားကြတာပေါ့တယောက်ထဲကြံခဲ့တဲ့တထေးသားလက်ထဲမှာပစ္စည်းအုပ်စာရွှေငွေရဲနာတွေဘာမှမရှိကြတော့ဘူးတထေးသားပိုင်နာဆိုလို့အိမ်ဝိုင်းနဲ့အိမ်မဲရှိတော့တယ်ရှိတဲ့အိမ်ဝိုင်းနဲ့အိမ်ကိုရောင်းရတော့တာပေါ့တထေးသားကမရောင်းမဖြစ်မှုတာရောင်းရတာပါအိမ်ဝိုင်းနဲ့အိမ်ရဲ့တန်အတန်ကြီးကိုမသိတော့တန်အတန်ကြီးမရဘူးပေါ့ရောင်းလို့ရတဲ့ငွေတွေနဲ့ပဲစားလိုက်တောက်လိုက်ပျော်လိုက်ပါလိုက်ဆိုတော့မကြခင်မှာကုန်တာပါပဲ။ ရောင်းစရာကလည်းဘာမှမရှိတော့တဲ့အခါရောင်းစရာမရှိတော့တဲ့အခါမှာတော့ခွက်ဆွဲပြီးတောင်းစားရတော့တာပေါ့အိမ်ကလှည့်ပြီးတောင်းရန်စားတောင်းရတဲ့တောင်းစားဘဝရောက်ရှိသွားလေတော့တယ်စင်စင်ရင်ရဲ့ချွတ်ချွတ်တတင်းနဲ့တောင်းရန်စားတောင်းနေရရှာတဲ့တထေးသားကိုတထေးသားမှန်တည်တဲ့သူတွေကတည်နေကြတယ်တထေးသားမှန်တည်တဲ့သူတွေကလောကမှာဒင်းလောက်မိုက်တဲ့သူမရှိဘူးပစင်စားမစင်ချင်းထင်ရဆိုင်ခဲ့လို့တထေးသားကနေတောင်းစားဖြစ်ရပြီး ဒင်းလုံးငမိုက်သားကိုမတနာဘူးငါအင်ကအခုထွက်သွားလို့ဆိုတယ်ချိန်မောင်းရိုက်ပုတ်ပြီးနှစ်ထုတ်ကြတော့တာပဲဒီတော့လူသူဝေးတဲ့တောကြီးထဲရောက်အောင်ထွက်ပြေးရတော့တာပေါ့တောကြီးထဲလည်းရောက်ရော အစာငတ်ရင်ငတ်နဲ့ခွေးတွေဝက်တွေတိတ်သွားရရှာတယ်တိလဲတိရောသူ့အသားကိုလဒါတွေကကြိုက်ဖက်စကြိုက်ဖက်စားတောက်ကြတယ်ပုံမြင်လေးကဒီမှာပဲပြီးဆုံးသွားလိမ့်တယ် မမနွေဦးရဲ့လက်သက်ဆက်ရှိနေတို့ရဲ့ဒီပုံမြင်လေးစီကနေသင်ယူရမယ့်သင်ခန်းစာကတော့ပုံမြင်ထဲမှာပါတဲ့တထေးသားကစာမစာတင်ရမယ့်အရွယ်မှာစာမတင်ခဲ့ဘူးဒီတော့စာမတက်ဘူးစာမတက်တော့စဉ်းစားမျှော်မြင်စဉ်းကျင်ရမရှိဘူးအကောင်းနဲ့အဆိုးအကျိုးနဲ့အပြစ်အမှားနဲ့အမှန်ကိုမခွဲခြားနိုင်တော့တထေးသားကနေတရားစားဖြစ်ရတာပေါ့ ပုံမိသေးကတထိတ်တလုံးဖြစ်ရအောင်ကြောင်းနေအရွယ်ကြောင်းဝင်နေပြီးမိမိကို အမားကနေအမှန်မတိမှုကနေတိမှုဖြစ်အောင်တွင်တင်ဆုံးမပေးတဲ့မိမိရဲ့ကောင်းကျိုးကိုလူလာတဲ့မိမိရဲ့မိခင်ဖခင်နဲ့ဆရာဆရာမတို့ရဲ့တင်ကြားမှုတွေကိုတလေးတဆနဲ့လိုင်းနာတင်ပေးတယ်။အဲ့ဒီတော့မမနွေဦးရဲ့လက်သက်ဆိုင်လေးတို့လည်းဒီပုံမြင်လေးစီကနေတင်ငန်းစာကောင်းကိုရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။ မမနွေဦးရဲ့လေတဆက်ချန်လေးတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပိုက်ချနိုင်တဲ့ပညာရှိ လူတော်လူကောင်းလေးတွေအဖြစ်နဲ့နေတစ်တိုင်းရဲ့လှပတဲ့ဆန်ရှိုင်းလေးတွေဖြစ်လာကြပါစေလို့မမနွေဦးကနေဆုမကောင်းတောင်းလိုက်ပါတယ်နော်ဒီတော့စိတ်ဝင်စားစရာကောင်းပြီးအသိပညာဗဟုသုတတွေတိုးဝစေမယ်ပုံမြင်အသက်တွေကိုနေဦးစတိုရီချန်နယ်မှာပတ်စဉ်တည်နှဲလာနေမှာတောက်ကြနေအထီး မြန်မာစံတော်ချိန်ညနေ9:00နာရီတိုင်းမှာတက်ဆက်ပေးလျက်ရှိတာကြောင့်ပုံမြင်အစ်တွေတင်နိုင်သေးရအောင်လူဒီဘဲလေးနဲ့ subscribe လေးလုပ်ထားပေးပါလို့တောင်းဆိုပါတယ်နော်။ကြည့်ဆုံကြမယ်နော်။